စစ်ကောင်စီထောက်ခံသူတွေကတော့တနက်တစ်ချက်မှမဖောက်ရဘဲလာရှိုးမြို့ကိုပြင်ရလို့ဂုံယူနေကြပေမဲ့နှစ်ဆက်ဆယ်လုံးရန်သူလက်အောက်မကြဘူးတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ဟာ MND လက်ထက်ကြောက်ခဲဘူးတာကိုတော့အရှိမရှိတခုံးမှမဟရေးကြပါဘူးစစ်ကောင်စီရဲ့ပြန်ချရေးဇော်မင်းထုံးကလည်းလာရှိုးမြို့ကိုတရုတ်အကူအညီနဲ့ပြန်ရယူနိုင်ခဲ့ပြီး MND နဲ့ငြင်းငြင်းရေးယူနိုင်ခဲ့တယ်လို့မက်ဆလ29ရက်နေ့နေပြည်တော်မှာလုတ်ခဲ့တဲ့ တပ်မတော်နေ့နောက်ပိုင်းမှာပဲအဆက်မရှိပြောချခဲ့ပါတယ်ပြည်ပအားကိုပစိန်ရိုးလို့အမြဲကြွေးကြော်ခဲ့တဲ့စစ်တပ်ဟာအဆက်မရှိပဲတရုတ်ကို အားကိုခဲ့တာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တရုတ်နိုင်ငံမြန်မာပြည်တွင်းရေးဝင်ရောက်ဆက်ဖက်မှုနဲ့လာရှိုမြို့ရဲ့လက်ရှိအခြေအနေအကြောင်းအသေးစိတ်သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့အနာကတ်ကိုတည်ရောက်မှုရှိနိုင်တဲ့အရေးကြီးကိစ္စတစ်ခုဖြစ်တဲ့အတွက်အားလုံးသိရှိထားသင့်ပါတယ်။လာရှိမျိုးဟာမြန်မာနိုင်ငံမြောက်ပိုင်းရဲ့စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်ပြီးတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းရဲ့အဓိကဂိတ်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ဒါ့အပြင် လက်နက်ကုန်သွယ်မှုတွေအတွက်အရေးပါတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်လာရှိုကိုထိန်းချုပ်နိုင်သူဟာမြန်မာနိုင်ငံအရှိတ်မြောက်ပိုင်းရဲ့စီးပွားရေးနဲ့နိုင်ငံရေးအာဏာကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ မြမပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ဘူးလို့အမြဲပြောဆိုနေပေမဲ့လက်တွေ့မှာတော့ပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွတ်ဖက်နေတာကိုတွေ့ရပါတယ်အထူးသဖြင့်လာရှော့ကိစ္စဟာတရုတ်ကခိုးချောင်ခိုးဝက်မဟုတ်ဘဲပေါ်ပေါ်ထင်ထင်ဂျားဝင်ဆွတ်ဖက်ခဲ့တဲ့တက်ရောက်မှုကြီးမားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်2024ခုနှစ်ဩဂုတ်လမှာ MND ရဲ့လာရှော့ကိုတိမ့်မိုက်ခဲ့ပြီးနောက်တရုတ်ဟာကိုကန့်တက်တဲ့စစ်ကောင်စီဂျားညှိနှိုင်းမှုတွေမှာတိုက်ရိုက်ပါဝင်လာခဲ့ပါတယ်တရုတ်ရရှိတွေက နှစ်ဖက်စလုံးနဲ့တွဲဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးအဖြစ်အခက်ရစဲရင်းနဲ့အာနာခုံးဝင်မှုပုံစံကိုဖိအားပေးညှိနှိုင်းခဲ့ပါတယ်။လာရှိုမြို့မှာ MNDA နဲ့စစ်ကောင်စီကြားအာနာခုံးဝင်မှုဟာတရုတ်ဝက်ဖိအားပေးမှုအောက်မှာဖြစ်ပေါ်နေပါတယ်။ MNDA ကိုကန့်တက်အနေနဲ့နေဇမကြောပြုတ်ထားရတဲ့တရုတ်နိုင်ငံရဲ့ဖိအားတွေကိုမလွန်ဆန်နိုင်တဲ့အတွက်နှွေဦးတော်လန်ရေးကနေရုံထွက်သွားဖို့ဖိအားပေးခံနေရပါတယ်။လာရှိုမြို့နယ်မှာလူ၃သိန်းကျော်ရှိပြီး ရက်ကွက်12ခုကျေးရွာ450ကျော်ရှိပါတယ်။တရက်ဝက်ဂျားဝင်ဆက်ဆက်ပေးမှုအရစစ်ကောင်စီကရက်ကွက်12ခုရှိတဲ့လာရှိုးမြို့ပေါ်ကိုယာပြီးလာရှိုးမြို့ပတ်လည်ကနေစာပြီးကျေးရွာ450ကျော်ကိုကိုကက် MND တွေကယာပါမယ်။စစ်တပ်ကလာရှိုးမြို့မြောက်ဖက် AD တရာအနောက်ဖက် B9 တရာတောင်ဘက်မန်ဟန်ရွာကိုကျော်လွန်အုပ်ချုပ်ခွင့်မရှိပါဘူး။အဲ့ဒီနယ်မြေခွဲဝေမှုအတွက် ဘေကျဲကတရုတ်ကိုယ်စားလှယ်တွေကလာရှိုးမှာယုံဖွင့်ပြီးအနီးကပ်စောက်ကြည့်မယ်ဒီနယ်မြေခွဲဝေတာကိုတရုတ်စကစ MND တို့သဘောတူပြီးနောက်ပိုင်းဧပြီ22ရက်နေ့မှာပဲ MND ကိုကန်ကစကစကိုပြန်ပေးခဲ့ရတယ်ဒီလိုနယ်မြေခွဲဝေတာကိုတော့တရုတ်စကစကိုကန်တပ်တွေဘက်ကဘာမှမထုတ်ပြန်ပါဘူးစကစအုပ်ချုပ်မဲ့မြို့ပေါ်ရက်ွက်12ခုမှာလူရည်ကတသိန်းခွဲဝန်းကျင်ရှိပြီး ဒါဟာလာရှဲမျိုးနယ်တစ်ခုလုံးရဲ့လူဦးရေတဝက်ရှိပေမဲ့စတူရဲမိုင်1600ရာဝန်းကျင်ရှိတဲ့လာရှိုးမျိုးနယ်အတွက်စစ်ချက်စတူရဲမိုင်မဲရှိတဲ့ရက်ွက်12ခုကိုပဲအုပ်ချုပ်ရတာကြောင့်လာရှိုးမျိုးနယ်ရဲ့တစ်ရာဂိုင်းနှုံးကိုပဲစကစကအုပ်ချုပ်ရမှာပါမာလစကစကမီလာဆန်မျိုးပေါ်အုပ်ချုပ်ရေးပြန်ဆမယ်စစ်ကြောင့်ထွက်ပြေးကြတဲ့စကစရဲ့နန်စီဒီယန်ဝန်ထမ်းတွေလာရှိုးမျိုးနယ်အုပ်ချုပ်မှုမီလာတွေပြန်ဝင်လာကြမယ်မျိုးပါတော့ ကြံပြီးနောက်ပိုင်း MND ကိုကန်တက်တွေထွက်သွားရပြီးကြဲကဓမြမှုလူရက်မှုနဲ့ခိုးဆိုးမှုတွေဖြစ်နေပါတယ်ဒီရက်ထက်ဓမြမှုငားမှုလာရှိုးမျိုးနေမှာဖြစ်ခဲ့ပါတယ် MND ကိုကန်တက်တွေကမြို့ကထွက်ပြီးနောက်ပိုင်းအချင်းသားတချို့တဝက်ကိုလွတ်ပေးခဲ့ပါတယ်ကိုကန်တက်တွေနဲ့အတူ CDN ကျမ်းမာရေးဝန်ထမ်းတွေလည်းထွက်သွားတာကြောင့်အလောတကြီးဝင်လာတဲ့အစကစတက်တွေကပြိုကျပျက်စီးခဲ့တဲ့သူတို့တက်စကန်ကိုပဲအလောပြန်လဲတိဆောက်နေတာကြောင့်မြို့လူလူအတွက်ခိုးဆိုးလူနိုင်မှု တပြမှုရန်တွေကနေလုံခြုံရေးမပေးနိုင်သလိုကျမ်းမာရေးကွန်ဆောင်မှုလည်းမပေးနိုင်ပါဘူးမြို့နယ်လူထုအတွက်တော့ဒါဟာစိုးရိမ်စရာပါပဲလာရှောမြို့နယ်မှာအ ਨੇ ငယ်ကြံခဲ့တဲ့ကိုကန့်တပ်သားတွေကလည်းတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုပဲလုံခြုံရေးပေးနေပါတယ်စစ်ကောင်စီထောက်ခံသူတွေကတော့တနက်တစ်ချက်မှမဖောက်ရဘဲလာရှောမြို့ကိုပြန်ရလို့ဂုံယူနေကြပေမဲ့အနည်း80လုံးရန်သူလက်အောက်မကြဘူးတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်က MNDA လက်ထက်ကြောက်ရောက်ခဲ့ဘူးတာကိုတော့ အဆက်မရှိတခေါမမဟာရဲကြပါဘူးစစ်ကောင်စီရဲ့ပြန်ကြားရေးဇော်မင်းထုံးကလည်းလာရှုံမျိုးကိုတရုတ်အကူအညီနဲ့ပြန်ရယူနိုင်ခဲ့ပြီး MNDA နဲ့ငြိမ်းချမ်းရေးယူနိုင်ခဲ့တယ်လို့မတ်လ29ရက်နေ့နေပြည်တော်မှာလှုပ်ခဲ့တဲ့တမတော်နေ့နောက်ပိုင်းအဆက်မရှိပဲပြောကြားခဲ့ပါတယ်ပြည်ပအကူပစိန်ယူလို့အမြဲကြွေးကြော်ခဲ့တဲ့စစ်တပ်ဟာအဆက်မရှိပဲတရုတ်ကိုအားကိုးခဲ့တာပဲဖြစ်ပါတယ်တော်လိုင်းအင်အားစုတွေကတော့တရုတ်ရဲ့ဖိအားပေးမှုတွေကိုဂရုမစိုက်ပဲ ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။တရုတ်ရဲ့စစ်ပတ်မှုကြောင့်ဖြစ်လာတဲ့ဒိမာမှုတွေဖျူဖျဲအခြေအနေတွေရှိပေမဲ့မြမတော်လိုင်းအင်အားစုဟာဆက်လက်ရပ်တည်တိုက်ပွဲဝင်နေကြတာကိုတွေ့ရပါတယ်။ Energy အစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဟာတရုတ်ရဲ့ဖိအားပေးမှုတွေကိုရင်ဆိုင်နေရပေမဲ့ညချညဲကိုထိမ့်သိမ့်မှုကျိုးပဲနေကြပါတယ်။စကောက်စီယာတရုတ်ရဲ့အကူအညီနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းနေပြီးတရုတ်ကလည်းသူ့ရဲ့အကျိုးစီးပွားအတွက် စစ်ကောင်စီကိုထောက်ခံအားပေးနေတယ်လို့လေလာသူတွေကယူဆကြပါတယ်။တရားဝါမြန်မာနိုင်ငံမှာယင်းနှိမ့်မြုံနယ်မှုကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်ပြီးအထူးသဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတပ်ထုတွင်းစိုက်ပျိုးရေးကုံသွေးလမ်းကြောင်းတွေမှာအကျိုးစီးပွားကြီးမားပါတယ်။တရားဝါရေနယ်နဲ့သဘာဝဓာတ်ငွေပိုက်လိုင်းဟာရှမ်းပြည်နယ်ကနေတရုတ်နိုင်ငံကိုဖြတ်သန်းသွားပါတယ်။တရွတ်ကပလန်းစီမံကိန်းမှာမြန်မာနိုင်ငံအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပြီး တရုတ်မြန်မာစီးပွားရေးဇင်းကြံဟာတရုတ်အတွက်အရေးကြီးတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်တရုတ်ဟာမြန်မာနိုင်ငံရဲ့တည်ငြိမ်မှုကိုလိုလားပေမဲ့သူ့ရဲ့စီးပွားရေးအကျိုးစီးပွားတွေကိုဦးစားပေးတဲ့မူဝါဒကိုကျင့်သုံးနေပါတယ်။2025မှာတရုတ်ဟာမြမအရေးပုံမူပါဝင်လာဖွယ်ရှိပြီးစစ်ကောင်စီဘက်ကတရုတ်နဲ့လုံခြုံရေးပူးပေါင်းမှုအထိလှုပ်လာနိုင်ပါတယ်။တရုတ်ကိုယ်တိုင်လုံခြုံရေးတပ်တွေခွင့်ပြုလာနိုင်ခြေရှိတဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။ တော်လိုင်းအင်အားစုတွေအနေနဲ့တရုတ်ရဲ့ဖိအားပေးမှုတွေကြားကရက်တီဖို့ခက်ခဲပြီးအထူးသဖြင့်နေဆက်ဒေတာမှာရှိတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ်တရုတ်ရဲ့ဖိအားပေးမှုတွေဆက်လက်ရှိနေမှာဖြစ်ပါတယ်။တရုတ်ကမြန်မာနိုင်ငံမှာစစ်ကောင်စီနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကြားပဋိပက္ခကိုဖြည့်ရှင်းမှုဂျားဝင်ပြန်ဖြည့်သူ ဖြစ်ပုံမူပါဝင်လာနိုင်ပွဲရှိပြီးဒီလိုဂျားဝင်မှုတွေဟာတရုတ်ရဲ့အကျိုးစီးပွားတွေကိုဦးစားပေးတဲ့ပုံစံဖြစ်နိုင်ပါတယ်။မြန်မာပြည်သူတွေအနေနဲ့ တရုတ်ရဲ့မြမပြည်တွင်းရေးဝင်ရောက်ဆွတ်ဖက်မှုတွေကိုသတိထားရမှာဖြစ်ပါတယ်တရုတ်ကမြန်မာနိုင်ငံအချုပ်အခြာကိုလေးစားတယ်လို့ပြောဆိုနေပေမဲ့လက်တွေမှာသူ့ရဲ့အကျိုးစီးပွားတွေကိုဦးစားပေးတဲ့မူဝါဒကိုကျင့်သုံးနေတာကိုသတိပြုရမှာဖြစ်ပါတယ်တရုတ်ရဲ့ဂျာဝင်ဖြန့်ပြမှုတွေဟာမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ကိုက်ညီမှုရှိမရှိစမ်းသပ်ရမှာဖြစ်ပြီး တရုတ်ရဲ့စီးပွားရေးအကျိုးစီးပွားတွေကိုကာဝယ်ဖို့စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့အခြေအနေတွေကိုဖော်ထုတ်ပြီးနိုင်ငံတကာအတိုင်းအဝိုင်းကိုသိရှိအောင်လှုံ့ဆော်တင်ပါတယ်။လာရှိုမြို့အခြေအနေနဲ့တရုတ်ရဲ့ဝင်ရောက်ဆက်ဖက်မှုဟာမြမတော်လိုင်းအပေါ်တက်ရောက်မှုကြီးမားနေပြီးစစ်ကောင်စီရဲ့တော်လိုင်းအင်အားစုတွေကြားပဏိပခမှာတရုတ်ဟာသူ့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအတွက်ဆက်လက်ဂျားဝင်ဆက်ဖက်နေပါဖြစ်ကြောင်းသုံးသပ်နိုင်ပါတယ်။မြန်မာပြည်သူတွေအနေနဲ့တရုတ်ရဲ့ဝင်ရောက်ဆက်ဖက်မှုကို တတိထားပြီးတော်လန်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ Federal Democracy စနစ်တိဆောက်ရေးအတွက်စီလုံးညီညွတ်စွာဆက်လက်တိုက်ပွဲဝင်သွားဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။မစ်ဆိုတို့ရဲ့အမြင်တွေကိုမှတ်ချက်မှရေးပေးဖို့မေ့ပါနဲ့။နောက်ထပ်ဗီဒီယိုတွေအတွက် Channel ကို Subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။